စူပါရေချမ်းကိုဒေတာပေါက်နိုင်သွားမယ်ဆိုရက်မိုကာစီတိုစူပါရေချမ်းနဲ့ထိတိုက်ရင်ဆိုင်သွားတော့မယ်ဂျပန်ဖိုက်တာမိုကာစီတိုကတော့စူပါရေချမ်းကိုတနေ့တစ်မျိုးမယိုးနိုင်အောင်ဓာချင်းချင်းပြီးတော့လေတိုက်နေအောင်တွေးနေရပါတယ်မိုကာစီတိုကသူ့ရဲ့စွမ်းဆောင်ရည်ပေါ်မှာယုံကြည်ချက်တွေအပြည့်အဝရှိနေပြီးသူ့ရဲ့ရေချင်းနဲ့မြန်မာဖိုက်တာတွေကိုမစုံးသင့်ဘူးလို့ထိမိန်ယူဆထားတယ်ပုံပါပဲဒါကြောင့်လဲ MV ကိုရှုံးနေခဲ့ရတဲ့ပုံမှာမိုကာစီတိုကအတော်လေးကိုပေါက်ကွဲနေခဲ့ပြီးတော့ MV နဲ့မကြေပွဲတော်မှာပြန်တွေ့မယ်လို့မဆိုင်မတော်ပဲစိန်ခေါ်ပြောကြားထားခဲ့ပါတယ် အခုလဲစူပါချန်ကိုမူကာစီတိုကတောက်လျှောက်လေးတိုက်နေခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတော့ကမူကာစီတိုကသူ့အနေနဲ့စူပါချန်ကိုစိုင်ထိုးပြိုင်ထိုးဖို့ပဲကြိုးစားသွားမှာဖြစ်ပြီးအလဲထိုးနဲ့အနိုင်သွားမယ်လို့ကြွေးကြော်ခဲ့ပါသေးတယ်မူကာစီတိုရဲ့လေတွေကတလောင်းထဲတွေမရက်တန့်သေးပါဘူးအခုဆိုရင်စူပါချန်ကိုသူ့အနေနဲ့တေချာပေါ့အနိုင်သွားမယ်လို့သူ့ရဲ့ Facebook အကောင့်ကနေတဆင့် status တင်ပြီးတော့ထုတ်ပြောလာခဲ့ပြန်ပါတယ်ဒီကသူပြောထားတာပထမအချိန်တုန်းကထက်လေတိုင်နှုန်းကပိုပြင်းလာပါပြီစူပါချန်ကလည်းအရေးချင်းရှိတဲ့ fighter ပါ Friday Fire ရာပြည့်ပွဲလို့ပြိုင်ပွဲမျိုးမှာတော့ Super Giant က One Champion ရှိရဲ့နေရာပေးတင်ကိုခံထားသူဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကပရိသတ်တွေကိုဖျော်ဖြေမှုအပြည့်ပေးနိုင်မယ်။ပွဲကောင်းတစ်ပွဲဖြစ်လာမယ်ဆိုတာသိကြပါတယ်။ဆိုတော့ Barrow ဘလို့ထင်လဲ။ရေချမ်းတွေဒီပွဲကတကယ်ကိုခက်ခဲမဲ့ပွဲဖြစ်လာမယ်ထင်လား။ပြောပေးခဲ့ပါဦး။၂025 C game အတွက်မြန်မာမျိုးသီးတင်းရဲ့အုပ်စုမဲခွဲပွဲလာတော့မြည်။2025စီးကိန်းပြိုင်ပွဲကတော့ဒီဇင်ဘာလ9ရက်နေ့ကနေဒီဇင်ဘာလ20ရက်နေ့ထိထိုင်းနိုင်ငံမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်တချို့သောပြိုင်ပွဲတွေအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ရမှာ အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်တွေအတွက်မဲခွဲဖို့လည်းစီစဉ်နေပြီလို့သိရပါတယ်။အမျိုးသမီးဘောလုံးပြိုင်ပွဲကိုပေါင်းရှင်ပြိုင်သွားကြမယ့်အသင်းတွေကထိုင်း၊ဗီယက်နမ်၊မြန်မာ၊ကမ်ဘောဒီးယား၊ဖိလစ်ပိုင်၊စင်ကာပူ၊မလေးရှား၊လာအို၊အင်ဒိုနီးရှားဆိုပြီးတော့အသင်း၉သင်းရှိနေပါမြန်မာအမျိုးသမီးအသင်းကတော့စီရင်တတ်မှတ်ချက်ရမဲဟုတ်တစ်ထဲမှာထိုင်း၊ဗီယက်နမ်တို့နဲ့အတူတူသွားပြီးတော့ကြာရောက်နေပါတယ်။ဒါကြောင့်ဒီနှစ်သင်းတွေတော့တုံးစီတဲ့ကြာဖို့မရှိတော့ပါဘူး။မြန်မာအမျိုးသမီးအသင်းဟာအာရှကြားရေးနဲ့မှဒူဘဲအရှိတော်အာရှမှာတော့အင်အားကြီးအသင်းသင်းဖြစ်တဲ့ကာလရှိတာယက်တီထားနိုင်တဲ့ကြားမလေးတွေဖြစ်ပါတယ်။ အာရှကြားရေးတွေကတော့မိုင်းုံသိန်းလိုမျိုးကန်တိုင်းရှုံးပြီးတော့ပရိသတ်တွေကိုစိတ်ဒုက္ခတွေပေးလေရှိတတ်ပဲမြန်မာမျိုးသီးအသင်းဖြစ်တဲ့ကြားမာလေးတွေကတော့ပရိသတ်တွေကိုစူးစိတ်တခုတော့ယူဆောင်လာပေးနေတတ်တာပါမြန်မာထက်ပိုကောင်းတဲ့အသင်းဆိုလို့လည်းရှီတောင်အာရှမှာထိုင်းနဲ့ VNM တို့လောက်ပဲရှိပါတော့လေဒါပေမဲ့အခုချိန်ထိဒီနှစ်သင်းကိုမကြုံနိုင်မဲ့စီးကိန်းရွှေစိတ်စုကိုအရာယူမပေးနိုင်သေးတာတော့တေချာလေးပြင်ဆင်ကြဖို့လိုပါမယ်အမျိုးသီးဘောလုံးပွဲတော့၃သင်းအုပ်စုခွဲကကျင်းပသွားမှာဖြစ်ပြီးအုပ်စုပထမရတဲ့အသင်းသင်းစီရဲ့အကောင်းဆုံးအုပ်စုဒုတိယအသင်းရဲ့ကအုပ်စုကနေကျွတ်မှာဖြစ်ပြီးတော့စီမီဖိုင်နယ်ပွဲကစားသွားမှာပဲဖြစ်ပါတယ် မျိုးသမီးဘောလုံးပွဲတွေကိုတော့ချောင်ဘူရီက Thailand National Sport University Stadium အားစားကွင်းကြီးထဲမှာကျင်းပပြုလုပ်သွားဖို့စီစဉ်ထားတယ်လို့သိရပါပါတယ်ခင်ဗျာ။ Interview ဖြေလေးမရှိပေမဲ့အာချောင်တက်တဲ့ Ryan Kane ကိုကြည့်မရလို့ Final B မှာ Interview နဲ့ဝုံလိုက်တဲ့ Madison မင်္ဂလာတော့စပါကိုနိုင်ပြီးတော့ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်အိမ်မက်မှတ်ခဲ့ကြပြီပဲအီမိုရင်ရဲ့တဟန်ဝင်စားတဲ့လူထုပ်ပုံလူစားလေးမှုနှောင်နှေးပုံတွေကြောင့်ဆုံးမတဲ့ရင်ဆိုင်ကြုံတွေ့လိုက်ပြီဖြစ်ပြီးမန်ယူတင်းရဲ့အိမ်မက်တွေအားလုံးကသူမနဲ့ခင်ဗျားတို့စောက်ခဲ့ကြဘူးလေ လေတွေကအင်္ဂလိပ်ဖြစ်သွားခဲ့ရပါပြီ။လက်ရှိမှာပရီးမီးယားလိမှတ်ပေးစရာရည်တည်မှုနေတဲ့အဆင့်16ဒါတော့မှနောက်ဆုံးပဲရှုံးသွားလို့ရှိရင်အဆင့်16နဲ့နေရာကိုရောက်သွားပါအောင်မယ်။နောက်ပြီးတော့မန်ယူသင်းမှာကစားမတွေဝယ်ထားလို့ပေးရမယ့်အကျွေးတွေကပေါင်1ဘီလီယံနီးပါးလောက်ထိတောင်ရှိနေပါလိမ့်။လာမယ့်ရာသီမှာဥရောပဝင်ခွင့်ရလည်းမရတော့ဘူးဆိုတော့မန်ယူသင်းရဲ့အဖြစ်ကအရက်လဲမကူနိုင်လူလဲမွားနိုင်ဖြစ်နေရပါပြီ။အတင်းရသာတို့ခြေနေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါမယ်။မန်ယူကစားမဟောင်းတွေကတော့မိုက်ကြီးတကားကနဲ့ခုချိန်ထိတခြားအသင်းတွေကိုဝေဖန်တခြားကစားမတွေကိုဝေဖန်လုပ်နေကြဆဲဖြစ်ပါလိမ့်။ ဒီပေါ်မှာစပါကွင်းလန်လူမက်ဒီဆင်ကလည်းအတော်လေးကိုညှိုးထားတယ်နဲ့တူပါရယ်ဖိုင်နယ်ပွဲကိုအနိုင်နဲ့ပိတ်သိမ်းနိုင်ခဲ့ပြီးမှမက်ဒီဆင်ကပုံမှန်ဆိုရင်တော့ကျွန်တော်အနေနဲ့အင်တာဗျူးတွေတိတ်ပြီးတော့မှဖြေတတ်ဘူးဗျအာယုံတွေနောက်လို့ပါဒါပေမဲ့ဒီညမှာတော့စတူဒီယိုထဲမှာ ranking ရှိနေလို့ကြားတယ်တားရည်ဒီအင်တာဗျူးကဘင်းအတွက်ပဲကွာဆိုပြီးတော့အကွက်ရာတုံးလေးမှာထီထီမိမိကိုကျုံသွားခဲ့တာဖြစ်ပါရယ် ranking ကလည်းအသိလဲရှုံးမက်ဒီဆင်ကလည်းဝုန်းဆိုတော့နာလဲနာနန်လဲနန်ဖြစ်ခဲ့ရတာပါ